။စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကအမှန်တရားတို့ဤဖြစ်တရားဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။အမှန်တရားတို့ဤဖြစ်တရားပညာဆိုတဲ့စကားလုံးကပါဠိစကားဖြစ်ပါတယ်။ပရှိရှိသောညတ် ဖြစ်ပါတယ်။ပဆိုတဲ့ဥပဒါယပုတ်ရဲ့အထိပ္ပယ်မှာအမျိုးမျိုးအပြားပြားဖြစ်ခြင်းအစပြုခြင်းပိုင်းခြားပြထန်းခြင်းဆိုတဲ့အထိပ္ပယ်ကြီးဖြစ်ပါတယ်။ညာဆိုတဲ့ဓာတ်ရဲ့အထိပ္ပယ်ကတော့သိခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ပညာဆိုတဲ့စကလုံးရဲ့အနက်ကအမျိုးမျိုးအပြားပြားခွဲခြားစိတ်ဖြာ၍သိခြင်းအရင်းအစကိုသိခြင်းပြည့်ပြည့်သားသားသိနာလေခြင်းဆိုတာတွေဖြစ်ပါတယ်။ ဒီပါဠိစကားကိုမြန်မာဘာသာထဲသို့သွတ်သွင်းတည်ဆောင်လာတဲ့အခါမှာပုံမူကျေပြန့်တဲ့အဓိပ္ပာယ်တွေဟာဖြစ်ပေါ်လာပါတယ်။ကျောင်းမှာစာတော်တဲ့လူကိုပညာတော်သူပညာရည်ချွန်သူဆိုပြီးတော့ခေါ်ဝေါ်ကြပါတယ်။ဒီနေရာမှာပညာဟာကျောင်းစာကိုဆိုလိုပါတယ်။ဗဘုပညာ၊ဗကြီးပညာ၊မော်တော်ကားပြင်တဲ့ပညာစတာတွေမှာတော့ပညာဆိုတဲ့အတက်ကို ဆိုလိုပါတယ်။တဖန် ပညာရှိသူဖြစ်တယ်၊ပညာမဲ့သူဖြစ်တယ်ဆိုရဲစကားရက်တွေမှာတော့ပညာဆိုတာစင်ကျင်ပိုင်းခြားဆုံးဖြတ်နိုင်တဲ့ဉာဏ်ဒါမှမဟုတ် အသိကိုဆိုလိုပါတယ်။စင်စစ်မှာအခုပေါ်ပြသမျှအားလုံးနေရာပညာကြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းပညာဆိုတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်။ချွင်းချက်ဒါမှမဟုတ် အတိုင်းတာပမာဏရှိတဲ့အတက်အသိတွေရာ လောကီလို့ဆိုအပ်တဲ့လောကမှာလူအများလက်ခံထားကြတယ် တဘာဝရဲ့မဖောက်မပြန်မှန်ကန်တဲ့အတက်အသည့်တွေဟာပရမတ်အမှန်တရားတွေဖြစ်ကြပါတယ်။လောကီအမှန်တရားတွေဟာအတိုင်းအတာအဖြစ်မှန်ကန်တယ်၊ချွင်းချက်ဖြင့်သာမှန်ကန်တယ်။ပရမတ်အမှန်တရားတွေဟာအတိုင်းအတာမရှိမှန်ကန်တယ်။တနည်းအားဖြင့်ဆိုရပြန်ရင်လောကီအမှန်တရားတွေဟာယာယီအားဖြင့်သာတည်ပြီးတော့ပြောင်းလဲနေတတ်ပါတယ်။ပရမတ်အမှန်တရားအစဉ်အမြဲရှိပြီး ပြောင်းလဲခြင်းမရှိဘဲတည်နေပါတယ်။ပညာကတကိုးပဲဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရရင်တကိုးကိုပညာမှသာလျင်ရရှိနိုင်ပါတယ်။လောကီအမှန်တရားတွေကိုသိနားလည်ထားခြင်းဖြင့်လောကီတကိုးရနိုင်တယ်။ပရမတ်အမှန်တရားကိုသိနားလည်ထားရရှိရင်ပရမတ်တကိုးတွေကိုရရှိနိုင်ပါတယ်။လောကီတကိုးဆိုတာချွင်းချက်ရှိတယ်အတိုင်းအတာရှိတယ်။မူလရမ်းမှာခလေးတငယ်ဟာ မူလရန်နဲ့ဆိုင်တဲ့ပြဿနာပုံစံတွေကို ဖြေရှင်းနိုင်တဲ့တကူရှိပါတယ်။ MBBS အောင်နေဆရာဝန်ဟာဆေးဘက်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းနိုင်တဲ့တကူရှိပါတယ်။ဒီလိုနဲ့အတိုင်းအတာဘောင်ဝန်းရှိတဲ့တကူကိုပညာဖြစ်စေနိုင်တယ်။ပရမတ်အမှန်တရားကတော့ဘောင်ဝန်းမရှိ။အတိုင်းအတာပမာဏကင်းလွတ်တဲ့မပြောင်းမလဲခိုင်ခန့်တယ်။ဒီလိုအမှန်တရားကိုဒီလောကမှာရှိတဲ့ ကိုးကွယ်ရာဘာသာရေးဆိုင်ရာပုံကိုယ်တွေကရှာဖွေဟောကြားပေါ်ပြခဲ့ကြပါတယ်။ဗုဒ္ဓဘာသာကနိဗ္ဗာန်ဟာပရမတ်အမှန်တရားဖြစ်ပြီးတော့တန်တရာလောကီအမှန်တရားဖြစ်ပါတယ်။တန်တရာကလူကင်းအောင်မလုံနိုင်တဲ့ပညာတွေကလောကီအမှန်တရားတွေသာဖြစ်ပါတယ်။နိဗ္ဗာန်ကိုသိခြင်းဟာပရမတ်ပညာဖြစ်တယ်။မဟာယာနဗုဒ္ဓဘာသာမှာနိဗ္ဗာန်ကိုရှင်ညတာ တုံမြလို့လည်းခေါ်ပါတယ်။အခြားသောဘာသာတရားတွေမှာဖရာသခင်ဟာပရမတ်အမှန်တရားဖြစ်တယ်လို့ယူဆကြတယ်။ဖရာသခင်ကိုသိနားလည်ခြင်းကလွဲပြီးတော့အခြားသောအသိပညာအတတ်ပညာတွေဟာလောကီပိုင်းဆိုင်ရာပညာတွေသာဖြစ်တယ်လို့ယူဆကြတယ်။ဒီလိုနဲ့လူတွေဟာတကောလို့ခေါ်တဲ့မိမိတို့လိုအင်စန္ဒလိုအပ်ချက်တွေကိုပြီးပြည့်စုံတဲ့အရာကိုရှာဖွေကြရင်ကပညာရဲ့မျက်နှာနှစ်ခုကိုတွေးရှိကြတယ် ပညာရဲ့ပရမတ်အမှန်တရားရှိကြောင်းတွေ့မြင်ကြရမှာထို့အမှန်တရားကိုရှာဖွေပါတော့တယ်ဒီလိုရှာဖွေချက်တွေကို သူတစ်ပါးတွေကိုတုံသင်ပြသရင်းနဲ့ကိုးကွယ်ရာဘာသာရေးတွေရပေါ်ပေါက်ဖြစ်ထွန်းလို့လာကုန်ကြပါတယ်ဒါကြောင့်ဆင်စစ်မှာတော့ကိုးကွယ်ရာဘာသာရေးဆိုတာပရမတ်အမှန်တရားကိုတွေ့ရှိအောင်သို့မဟုတ်သိနားလည်အောင်လုပ်တဲ့လမ်းစဉ်တော်တွေသာဖြစ်ပါတယ်ပရမတ်အမှန်တရားသို့ရောက်ရှိစေတဲ့လမ်းစဉ်တော်တွေဖြစ်ကြပါတယ် ဒီလိုဖြစ်ရတာကတော့အချို့သောဘာသာတွေမှာလမ်းစဉ်တော်ကိုပင် တင်စားပြီးတော့ပရမတ်အမှန်တရားလို့ခေါ်လိုက်လိုပါပဲဒီဘာသာတွေမှာလမ်းစဉ်တော်ကိုပင်ဖျားသခင်သို့မဟုတ်ပရမတ်အမှန်တရားဆိုပြီးတစ်ထက်တည်းတသားတည်းယူဆထားကြတယ်ဥပမာအားဖြင့်အချို့သောတန်တရာဝါဒီရဲ့အယူဆတွေကကာလီနသမီးပင်လျင်လွတ်မြောက်ရာ ဖြစ်တယ်ဖန်ဆင်းရှင်ဖြစ်တယ်ဖြည့်စည်းသူသို့မဟုတ် ဖန်တီးမိသားကိုပြန်လဲ၍ရုပ်သိမ်းသူဖြစ်တယ်။တက်ရှိတက်မဲ့လောကကြီးတစ်ခုလုံးဒီပင်ကာလီနတ်သမီးဖြစ်တယ်။ဒီလိုယူဆကြပါတယ်။အဲ့ဒီနတ်သမီးသို့မဟုတ်နတ်ဖရားရဲ့ဖန်ဆင်းပြုပြင်လောက်ကင်ချမ်းမှန်သမျှလောကရဲ့ဥပဒေသားတွေဖြစ်ပါတယ်။ဒီဥပဒေသားတွေကိုသိနားလဲအောင်လုပ်တော့မှကာလီနတ်သမီးကိုမြင်တယ်လို့ခေါ်ပါတယ်။ကာလီနတ်သမီးကိုသိနားလဲတယ်လို့ခေါ်တယ်ဆိုပြီးတော့မှတ်ယူထားကြတယ်။ ဒီလိုဥပဒေသားတွေကိုနားလည်စေဖို့ကြင်ကြံဆောင်ရွက်တာနဲ့ပတ်သက်ရာပတ်သက်ကြောင်းညွှန်ပြထားတဲ့ကျမ်းဂန်ပူချချက်တွေကလမ်းစဉ်တော်ဖြစ်ပါတယ်။ဒီလမ်းစဉ်တော်ပဲလျှင် ကာလီနသမီဖြစ်တယ်လို့ယူဆထားကြတယ်။ကျွန်တို့ဗုဒ္ဓဘာသာမှာလည်းဖျားနဲ့တရားကိုဒဂိုင်းနဲ့တစ်ထက်ထဲထားရှိတာကိုသတိပြုတင်ပါတယ်။တရားဆိုတာဒီနေရာမှာလမ်းစဉ်တော်ပဲဖြစ်ပါတယ်။နိဗ္ဗာန်သို့မဟုတ်ပရမတ်အမှန်တရားစီတို့ဥတီတော်ရာလမ်းစဉ်တော်ပဲဖြစ်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ကိုးကွယ်ရာဘာသာဖြစ်တဲ့တောက်ဘာသာမှာအရေးပါတဲ့ပဓာနာကျတဲ့စကားလုံးဖြစ်တဲ့တာအိုးရဲ့အတိတ်ဘယ်မှာလမ်းခရီးလမ်းစဉ်ပင်ဖြစ်ပါတယ်အဲ့ဒီဘာသာရေးဆိုင်ရာစံစာမြန်ဖြစ်တဲ့တောက်တခြင်းကျန်းတော်မှာအောက်ပါအတိုင်းဖော်ပြထားပါတယ်အရာတစ်ခုရှိရဲ့ထို့အရာရဲ့ပိုးပဝါဖုံးထားတဲ့ဖန်ဆင်းမှုဟာမြေကြီးနဲ့ကောင်းကင် မပေါ်ပေါက်မီကပင် ရှိနေနေခဲ့တယ် ထို့အရာ အလွန်တရာတိတ်ဆိတ်ငြိမ်သက်တယ်။အလွန်ဖာတိဖာတာနေတယ်။အလွန်ပင်လဲထီထီဖြစ်တယ်။ဒီအရာဘယ်တော့မှ ပြောင်းလဲခြင်းမရှိပြက်ကွက်ခြင်းလည်းမရှိအလုံးနဲ့ထိတွေ့နေတယ်။ထို့အရာကိုကဘာလောကဤမိခင်ဟုမှတ်ယူလော။ကျွန်တော်ဟာထိုအရာရဲ့အမည်နာမကိုမသိပါဘူး။ထိုရရဲ့အမည်တခုဟာလမ်းစဉ်တော်ဖြစ်တယ်။ကျွန်ုပ်ကိုအတင်းအကျပ်ပြုတ်ပြီး အမည်နာမတက်ခိုင်းရင်တော့ကျွန်ုပ်ကထိုအရာကိုမဟာဟုပင်ခေါ်ဆိုတော့မယ်။မဟာဆိုတာကတော့အပြင်သို့ထွက်၍ထွက်၍အဝေးသို့နှင်၍နှင်၍ပြန်လေရောက်ရှိလာခြင်းကို ခေါ်ပေ၏။ RB Blackney ဘာသာပြန်တဲ့လောက်ကျူးရဲ့ Wisdom of Asian China စာအုပ်ကနေပြန်ဆိုပါရစေ။အထက်ပါအကြောင်းအရာကိုကြည့်ပြီးတော့ ဖျားသခင်လို့ဆိုအပ်တဲ့ພັນစင်သူမိခင်ကိုပဲလမ်းစဉ်တော်လို့ခေါ်ပေါ်ကြောင်းသတိပြုနိုင်ပါတယ်။ဒါကြောင့်ကိုးကွယ်ရာဘာသာရေးရလမ်းစဉ်တော်ကိုပင်ပရမတ်အမှန်တရားအဖြစ်သစင့်တင်စားယူဆကြပါတော့တယ်။ဘလိုပဲဖြစ်ဖြစ်ကျွန်ုပ်တင်ပြလိုတာကတော့တကူးကိုလိုချင်သူဟာအမှန်တရားကိုရှာဖွေရမှာပဲဖြစ်ပါတယ်။အမှန်တရားကိုသိမြင်နားလည်တာကိုမှပညာလို့ခေါ်ပါတယ်။ပညာမှသာလျင် တကူးကိုရနိုင်တယ် ဒါကိုရည်ညွှန်းရပင်ရှေးခေတ်ပညာရှင်တွေကပညာရဲ့တရုပ်သင်္ကေတကိုထုံးညှိထားတဲ့စီမီကွက်အယုံနဲ့ဖော်ပြခဲ့ကြတယ်။စီမီကွက်ဟာပညာဖြစ်ပြီးတော့အလင်းရောင်အတကူပဲဖြစ်ပါတယ်။ပညာကိုရှာဖွေသုံးမိကြရမယ်။အမှန်တရားကိုရှာကြရမယ်။ဒီလိုရှာရမှာသတိပြုစရာအချက်တစ်ချက်ကိုဥပမာနဲ့ဖော်ပြပါအပ်။ပညာသို့မဟုတ် အမှန်တရားကိုရှာရတာ စားစရာရှာရနဲ့အလားတန်တူညီပါတယ်။စားလောင်မွတ်သိချင်းရှိတော့မှ စားစရာရှာတွေ့တယ်။ထမမဟုတ်ရင်မိမိမျက်စိရှိမှရှိရဲစားစရာကိုအကြည့်ရှန်သွားတတ်ပါတယ်။ဒီလိုပါပဲအမှန်တရားတွေကကျွန်ုပ်တို့ရဲ့ရှေ့မှာနေစဉ်ရှိကြတယ်။ဒါပေမဲ့ကျွန်ုပ်တို့ရှာလို့မတွေ့အောင်ရှန်ရှန်သွားတာကတော့ကျွန်ုပ်တို့ကပညာကိုစားလောင်မွတ်သိချင်းမရှိကြလို့သာဖြစ်ပါတယ်။ ။ဆာလောင်မိုးတိတ်ချင်တာပြင်းပြင်းပြပြဖြစ်ပါစေ။တင်ရခင်ကမျက်စိရှံသွားတဲ့ပညာသို့မဟုတ်အမှန်တရားတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။ရှေးပညာရှိကြီးတွေကတရုတ်သင်္ကေတတစ်ခုနဲ့ပညာကိုပြခဲ့သေးတယ်။အဲ့ဒီသင်ပြချက်အရပညာရဲ့တရုတ်ဟာရုပ်အစင်လှပတဲ့ဝိလစ်ဆလစ်မိမ့်မပြိုပဲဖြစ်ပါတယ်။ဒါကြောင့်ပညာနဲ့တွေ့ရရင်ပညာတက်မှတ်စရာကောင်းတယ် ဘသာရအရသာခံစားလို့ကောင်းတယ်။ဆွဲလန်းစီတက်တယ်။ရှစ်စနိုးရောင်ပြုတ်တက်တယ်။ပရိယေမာယာတွေလည်းအလွန်များလာတယ်ဆိုပြီးတော့ပညာရဲ့တယုတ်တကံကို ကောက်ယူရင်းနဲ့ပညာနှုတ်ရည်ကိုတောက်တုံးလိုချသူတွေအတွက်တစ်ဆက်ကလေးမျှသောနှုတ်ရည်ကိုမစို့မပို့တိုက်ကျွေးလိုက်ရပါတော့တယ်။ဒီကောင်းစင်လေးကိုတော့ဆိုင်းသူဆရာတက်လုံကချင်းတွင်းမဂဇင်းထဲမှာရေးသားထားခဲ့တာဖြစ်ပါရဲ့ရှင်။ ဒီကောင်းစဉ်လေးကိုဆရာသက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်လေးကနေကောက်နှုတ်ဖတ်ပြတာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားပွင့်ရခေါင်းစဉ်တွေအတွက် Kushari ရဲ့ Listeners Heaven page နဲ့ YouTube လေးကို like and follow subscribe လေးလုပ်ပြီးခင်ကြပါအောင်နော်။